နာမည်ကြီးနေတဲ့ငါပြောသည့် AI ပေါ့နော်နာနိုဘနာနာ AI ရဲ့ quality တွေကတော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ပြထားပုံလေးတွေကြည့်ကြည့်ပေါ့နော်ဒီမှာကျွန်တော် Elon Musk တွေ Mark Zuckerberg တွေကိုကျွန်တော်စာလေးပုံလေးတစ်ချောင်းနဲ့ကျွန်တော်လူတွေနေရာမှာအစားထိုးပြလိုက်တာပေါ့နော်ဒီမှာ Ronaldo တွေ Messi ပုံလေးလည်းကျွန်တော်ဆန်းထားတာပေါ့နော်တော်တော်လေးကိုမိုက်တယ်ပေါ့နော်မင်းဆိုဒါနဲ့ Photoshop နဲ့ဒါမျိုး edit လုပ်မယ်ဆိုရင်မင်းဆိုနားရည်တွေများစွာကြာနိုင်တယ်ပေါ့နော်ဒီကောင်ကတော်တော်လေးကို smooth ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကောင်သုံးမျိုးနီကိုကျွန်တော်မျှောက်ပေးသွားမယ်ပေါ့နော်အသုံးတဲ့ခါမှာဆိုမယ်ဆိုဒီ browser တွေမှာဆိုတော့ဒီ ဖိန် website တွေများစွာရှိတယ်ပေါ့နော် banana ai ဆိုပြီးတော့များစွာရှိတယ် okay အဲ့တော့မိတ်ဆွေတို့ကကျွန်တော်ထုတ်ပြတဲ့ပုံတွေကကျွန်တော် banana ai ကိုသုံးပြီးတော့ထုတ်တာမဟုတ်ဘူး google gemini ကိုသုံးပြီးတော့ထုတ်ထားတာပေါ့နော်အဲ့အဲ့ဒါကြောင့်မို့ကျွန်တော်ဒီလူသူများတွေပြောတဲ့လိုပဲပေါ့နော်ဒီ banana ai က google ကနေပြီးတော့ထုတ်တဲ့ ai မျိုးဖြစ်နိုင်တယ်ပေါ့နော် okay ဒါသူက officially တော့မကြေညာသေးဘူးကျွန်တော်ရဲ့ထင်မြင်ချက်တွေပေါ့နော် โอเคအဲ့တော့ကျွန်တော် Google Gemini ကိုသုံးပြီးတော့ Mix Studio ဒါမျိုးပုံနေဘယ်လိုပြင်ရမလဲပေါ့เนาะဘာကြီးလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီနေ့ Mix Studio ပြပြပြီးတော့มาဖြစ်ပါတယ်အဲ့တော့ Mix Studio နေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ video လေးကိုဆောင်းလိုက်ကြည့်ပြပါအဲ့တော့ဒီ Mix Studio ဒီဖုန်းထဲကနေမှာကျွန်တော် browser နဲ့ဝင်ပြီးတော့သုံးလို့ရတယ် Gemini application နဲ့ပြီးတော့ဝင်ပြီးတော့သုံးလို့ရတယ်ပေါ့เนาะကျွန်တော်တော့ဒီ PC နဲ့ပြပေးမယ်ပေါ့เนาะโอเคပရမောက်ဆာ mix studio google gemini ဆိုပြီးတော့ရိုက်စားလိုက်ပြီးတော့ဝင်လိုက်ရရပြီเนาะဒီမှာကျွန်တော်ဝင်မိသွားပြီပေါ့เนาะဒါတော့ကျွန်တော် pro account နဲ့စမ်းပြထားတာပေါ့เนาะ ရိုးရိုးဒီအကောက်ဆိုလဲကျွန်တော်ဆန်းလို့ရမယ်လို့ထင်တယ်ပြီးတော့တစ်ချက်ဆန်းပြပေးမယ်အဲ့တော့မဆန်းငယ်မှာကျွန်တော်လှုပ်ထားတဲ့ဟာလေးကိုတစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်ခင်ဝင်းဝါပုံကိုကျော်ဒီဒီအပောင်းကနေပြီးတော့ FIR နေပြီး upload လုပ်တယ်ပြီးတော့ဒီမှာ print ထည့်လိုက်တယ်ပေါ့နော် please change the background and we play with my city bus car ဆိုပြီးတော့ကျော်ထည့်လိုက်တယ်အဲ့တော့ဒီမှာ my city car ထည့်လာတယ်ဒီမှာအဲသူ့ရဲ့ပုံစံတော့ဒီ car နဲ့ live ဖဲအောင်လို့ဒီမှာပြောင်းသွားတယ်ပေါ့နော်အဝတ်တရားမပြောင်းဘူးပေါ့နော်ဒီဆွဲကြွေးပါမပြောင်းမျက်နှာကြီးလည်းမပြောင်းဘူးစပင်ပုံစံလည်းမပြောင်းဘူး တော့မျက်နာသူရဲ့ပုံနဲ့ပုံစံလေးတော့ကြောင်းသွားတယ်ပေါ့နော်ဒါပေမဲ့လုံးဝကြီးကြောင်းသွားတာမဟုတ်ဘူးပေါ့နော်တော်တော်လေးတော့မိုက်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်ဒီမှာအဒီမှာဆိုကျွန်တော်ဒီ model ရဲ့ဒီမှာ pouch စီနဲ့ကျွန်တော်မင်္ဂဆောင်မှာရိုက်ထားတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော် print ရေးလိုက်တယ် remove the object uh, remove the subject ပေါ့နော် who is sitting on the chair ပေါ့နော်ထိုင်ကောင်မှာထိုင်နေတဲ့ဒီ subject တွေကိုကျွန်တော် remove လုပ်မယ်ပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော် message cover element နဲ့အဲဒီသူ့ကိုနေရာမှာစထိုးလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော် guide ကို မပြောင်းအောင်လို့ပေါ့နော်ဒီ method ရဲ့အနေနဲ့ယောက်ျားလေးကို character ကို successfully လုပ်ပြီးပို့နော်ကျွန်တော်ပြောလိုက်တဲ့ခါဒီမှာဒီပုံစံထွက်လာတယ်ပေါ့ဒီပါကြည့်ဦးလုံးဝဘေးကနေရာလုံးဝပြောင်းသွားတာမရှိဘူးဆေးမှာကြတဲ့ osmolia စဖုန်းနေရာစဒီမှာရေဘူးနေရာစပွဲနေရာစလုံးဝပြောင်းမသွားဘူးပေါ့နော်အဲဒီပုံစံမိတ်ဆို edit မယ်ဆိုရင်ဒီမှာ message ကပဲထိုင်နေတဲ့ပုံဘယ်လိုသွားစာမလဲ element ကဒီလို camera angle တွေကဒီဘက်ကိုကြည့်နေတဲ့ပုံဘယ်လိုသွားစာမလဲပေါ့နော်မိတ်ဆိုဘယ်လိုမှစဉ်းစားလို့တော့မလွယ်ဘူးပေါ့နော်โอเคဒါတော့ဒီမှာလုတ်ပေးတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဆန်းနေပေါ့နော် တော့ဒီကောင်ကရော်နယ်ဒိုနဲ့မက်ဆီကိုစမ်းကြည့်တာပေါ့နော်ဒါပေမဲ့လီယွန်မက်ဆီကိုမသိတော့ဒီမှာဒီကောင်ကပေါ့စီနေရာမှာဒလဲဖြစ်တာတွေမှာရော်နယ်ဒိုပုံတော့ထွက်လာတယ်ပေါ့နော်အဲ့တော့ဒီကောင်လည်းကြည့်ကင်မရာအင်ဂယ်ရီယာစာကြောကြည့်ပေါ့နော်ဒီမှာဆိုတော့ကျော်မက်ဆူကာဘက်နဲ့ဒီကောင်နေရာမှာဖြုတ်ခိုင်းပြီးတော့ဒီမှာရော်နယ်ဒိုထည့်ခါမှာဆိုရင်နော်အထောက်စားတိုင်းမှာမက်ဆီကိုမသိတော့ဒီမှာအာရော်နယ်ဒိုပဲထည့်ပေးတယ်ပေါ့နော်ဒါကြောင့်မို့ကျော်ဒီမှာအဲလွန်မက်နဲ့အဲမက်ဆူကာဘက်နှစ်ခုလုံးဖြောက်လိုက်တယ်ဒီမှာဖြောက်ပြီးတော့ရော်နယ်ဒိုမက်ဆီထည့်ခါမှာဆိုတော့ဒါမျိုးပုံစံထွက်လာရပါတော့နော် โอเคအဲ့တော့ဒီကောင်တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီမှာဆိုရကျွန်တော်အဲ12 company နဲ့ဒီမှာကျွန်တော်မိမနဲ့ဒီမှာစနေတဲ့ဟာကိုဒီမှာ rose ပုံထည့်ပြီးတော့အဒီနီယာမှာပေါ့နော်အစားထိုးခိုင်းလာတာအ rose ကတော့နည်းနည်းပြောင်းသွားတယ်ပေါ့နော်သူကကိုက guider ဒီ model device ဆိုတော့ဒီသူ့ရဲ့နာမည် name ကိုတုံးပြီးတော့အသုံးပြုလို့ရမယ်ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာဒီပုံပဲ reference ယူခိုင်းတာဖြစ်တဲ့အတွက်ဒီလိုပုံစံထွက်လာတယ်ပေါ့နော်တော်တော်လေးကိုမိုက်ပါတယ်ဒါကတော့ဒီ Google Gemini နဲ့စမ်းထားတာပေါ့နော် ဆောနာပြောခဲ့သလိုပဲ DAN ကျော်ဒီ Gemini ကနေထုတ်ဖို့ပဲများတယ်ပေါ့နော်အဲတော့ Google Pixel Phone တွေမှာပါလာမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီ message ကနာနိုပနနာ AI မှာစဉ်းနေတယ်ဆိုရင်နာနိုပနနာ .ai ဆိုပြီးတော့ရိုက်စားလိုက်ရိုက်စားပြီးတော့ဒီ website တွေများစွာရှိတယ်ပေါ့နော်အဲ့ဒီကနေမှဘယ် website ကိုသွားရမလဲဆိုတာကြော်ဒီချက်ပြပေးမယ်ပေါ့နော် .ai ဆိုပြီးတော့ .ai ဆိုတော့ဝင်လိုက်ပေါ့နော်ဒီ AI เนี่ยကြော်အခုအဟိုတလောကတော့၄ပုံထုတ်လို့ရတယ်အခု၂ပုံပဲထုတ်လို့ရတော့တယ်ပေါ့နော် အဲဒီမှာ website တွေကများစွာရှိတယ်အကုန်လုံးသူက clickbait တွေဖြစ်ပုံများတယ်ပေါ့နော်အဲကျွန်တော်တို့စမ်းမကြည့်ရသေးပါဘူးအဲ့တော့အဓိကတော့ဒီ Gemini တွေမှာဆို unlimited ရနေပြီပေါ့နော်ကျွန်တော် pro account မလို့ရတာလည်းမသိဘူး unlimited ရနေတယ်အဲ့တော့ဒီ website တွေကဆိုသူက credit တွေပိုင်းနဲ့ကန့်သက်ချက်တွေရှိမယ်ပေါ့နော်ဒါကြောင့်မကျွန်တော်မကြိုက်ပါဘူးအဲ့တော့တချို့ website တွေကကြော double double ပဲထည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် Gemini နဲ့ပဲသုံးပါတယ် quality ကလည်းကျွန်တော်လိုချင်တဲ့ပုံစံတိုင်းရတယ်ပေါ့နော်အဲ့တော့ဘယ်လိုဆန်းရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒါကတော့ pro account နဲ့ဆန်းတာဒါအဲ့တော့ခြားကျွန်တော် UU account နဲ့ဆန်းကြည့်မယ်ပေါ့နော် โอเคဖုန်းထဲမှာဆိုလဲဒီဒီပဲတော့ auto def for အနေနဲ့ဒီမှာ2.5 flash ဆိုတဲ့ auto ရေးတယ်ပေါ့เนาะ2.5 flash ဆိုတာလေး auto ရေးပါတယ်အဲ့တော့ကျွန်တော်ဓာတ်ပုံထည့်ခြင်းတဲ့ပုံဒီမှာ fi ကနေပြီးတော့ဒီဖုန်းနဲ့လဲဒီလိုရပေါ့เนาะ upload file ကိုရေးမယ်ရေးပြီးတော့ကျွန်တော်ထည့်ကြည့်မယ်ပေါ့เนาะโอเคအဲ့တော့ဒီမှာနောက်ထပ်တပုံပြောင်းကြည့်မယ်အဲ့တော့ဒီမှာခင်ဝင်ပါပုံပြောင်းကြည့်မယ်ပေါ့เนาะโอเคအဲ့တော့ခင်ဝင်ပါပုံကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်နောက်ခံပြောင်းမယ်ပေါ့เนาะ change the background ပေါ့เนาะ โอเคတော့ဒီမှာဆိုတော့ change the background with cn ဘုတ်ပေါ့နော်ပင်လေးနဲ့ဒီမှာလေလေးပြောင်းခိုင်းလိုက်မယ်ပြီးတော့ဒီမှာ head color ကိုလည်းကျွန်တော် purple ကိုပြောင်းခိုင်းလိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒီတိုင်းပြောင်းပြီးတော့ကျွန်တော်ဒီမှာအောက်ကစာပို့တဲ့ summit ကိုတစ်ချက်နေကြည့်မယ်ပေါ့နော်โอเคအဲ့ဒါတော့အစမ်းပြပေးတာပေါ့နော်အဓိကစမ်းကျင်တာဒီတွန်းစမ်းနဲ့ mixer pro ကိုလိုချင်တဲ့ဟာကိုဒီမှာ pro မှာချရေးပြီးတော့ mixer ကြိုက်တာကိုလိုခိုင်းလို့ရတယ်ပေါ့နော်ဟောသူကတော့လူလုံးမီတန်နဲ့ AI ဖြစ်တဲ့အတွက်တစ်ခါလေးကြ reset အမှန်ထွက်မယ်တစ်ခါလေးကြ reset ကတော့မာကောင်မနိုင်တယ်ပေါ့နော် AI ဖြစ်တဲ့အတွက် ဲ့တော့ဒီမှာဆိုရင်ဇပင်ရောင်ပြောင်းတဲ့ဒီမှာပင်လေပုံစံနဲ့ဒီမှာဒီမှာလှေလေးတွေမိတ်ဆွေမြင်လိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒီတစ်ခါကျွန်တော်ဓာတ်ပုံပြောင်းကြည့်ဓာတ်ပုံမဟုတ်ဘူးအဝတ်စားပြောင်းခိုင်းကြည့်မယ်ပေါ့နော်โอเคအဲ့တော့ဒီခါအဝတ်စားပြောင်းခိုင်းကြည့်မယ်အဲ့တော့ဒီပုံပဲကျွန်တော်ဒေါင်းလိုက်မယ်ပေါ့နော်ဟောဒေါင်းပြီးတော့သူ့အဝတ်စားပြောင်းခိုင်းကြည့်မယ်ပေါ့နော်โอเคမှာကျွန်တော်တော့ဒီ heat သူက selfie ရိုက်နေတယ်ပေါ့နော် iPhone 16နဲ့ပြီးတော့ကျွန်တော် အဲဒီဓာတ်ပုံကိုဟိုပါဘူးဘောင်းမင်းကိုကျွန်တော်ဘောင်းမင်းဟိုအနီအောင်ပြောင်းခိုင်းလိုက်မယ်ပေါ့နော်ပြီးသားပြီဆိုတော့ကျွန်တော်သူကနေပြီးတော့အုတ်ထုတ်ဆောင်းနေတဲ့ပုံစံလေးရောတော့မြန်ကလေးရေးတာပေါ့နော်မေးစရာတော့ grammar ကျရင်ကျမ်းစာကိုကိုရေးလို့ရတယ်ပေါ့နော်မြန်မာလိုပဲရေးရတဲ့ဆိုရင်ဒီစီကနေပြီးတော့မြန်မာလိုရေးခိုင်းပြီးတော့အင်္ဂလိပ်လို translate လုပ်ခိုင်းလို့လည်းရတယ်ပေါ့နော်ပြီးသားပြီဆိုတော့ submit ကိုနှိပ်လိုက်မယ်အာဒီကနေပြီးတော့သူ iPhone ကိုင်းပြီးတော့သူက selfie လုပ်မလားပေါ့နော်တစ်ချက်ဆောင်းကြည့်မယ် ဒါကြောင့်ရိုးရိုးအကောင့်နဲ့ဆန်းထားတာပေါ့နော်ဒီမှာ mix လို့ကြောပတ်ဆက်ပေးစားတဲ့အကောင့်မို့ဒီမှာ pro အကောင့်မဟုတ်ဘူးပေါ့နော်ရိုးရိုးအကောင့်နဲ့ပဲဆန်းထားတာအဲ့တော့ mix လို့မှ gmail အကောင့်ရှိတဲ့ဆိုရင်ဒါမျိုးပုံတွေကိုဆန်းလို့ရတယ်ပေါ့နော်အာဒီမှာကြည့် iPhone 60ဆိုပြီးတော့ကြာလာအဲ့ရုပ်ကလေးကမပြောင်းဒီမှာဘောင်းမီရလည်းအနေအောင်ပြောင်းသွားတယ်အောက်ထုတ်ကလေးနဲ့အဲဒီကောင်တော်တော်လေးကိုမိုက်တယ်ပေါ့နော်လက်ကတော့သူကပြောင်းမြန်ရင်ဖြစ်နေတယ်ပေါ့နော်လက်ပြောင်းမြန်ရင်တော့ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်မျက်နှာလေးကစား လာတယ်ဗောနော်ဒီမှာ7လေးရစာဂျုံမာတော့သူကဂျုံအုပ်ထုတ်ကြည့်ပြောင်းလာတာဗောနော်အဒီကောင်းလေးတော်တော်လေးလို့မိုက်တယ်ဗောနော်အဲမိတ်ဆွေဒီမှာကြည့်ရတဲ့အချိန်မှာ reset ကတော့တကယ်ကိုမှ share ကြီးဗောနော်ဒီနောက်တစ်ခါကျတော့လူတွေပါစထုတ်ကြည့်မယ်ဗောနော်လူတွေပါစထုတ်ကြည့်မယ် Okay အဲ့တော့အဒီပုံမဲ့ကျွန်တော်အစားထုတ်ခိုင်းကြည့်မယ်ဗောနော် Okay အဲ့တော့ဒီပုံမဲ့ကျွန်တော်နောက်ထပ်နောက်ကနေယောက်ျားလေးတယောက်အလောက်စထုတ်မယ်ဗောနော် Please eat အဲဒီမှာဆိုတော့ကျွန်တော်ကိုရီးယားဘွိုင်းကိုသူ့ကိုကျွန်တော်ထိခိုင်းလိုက်မယ်ပေါ့နော်ပြီးမှထိခိုင်းမယ်အာဒီသူကနေပြီးတော့သူ့ကိုဖက်နေမယ်ပေါ့နော်ပြီးတော့ပြီးတော့စမိုင်းပြုံးနေမယ်ပြီးတော့အာဒီမှာ ice cream ကိုအတူတူစားနေမယ်ပေါ့နော်ကျွန်တော်မြန်ကလေးပဲရေးတာပေါ့နော်အဲပြီးတော့ပြီးဆိုတော့ကျွန်တော်ဒီမှာ sandwich ကိုနှိပ်ကြည့်ပါမယ်အဘယ်လိုလာမလဲကျွန်တော်အချက်ကြည့်ကြည့်မယ်ပေါ့နော်ဒီကောင်းတော့ဒီခါတော့နည်းနည်းတော့ကြားရတယ်ပေါ့နော်အဲဒီမှာ generate image ဆိုရင်တော့ကျွန်တော်ရပြီပေါ့နော်အာ ဒီကောင်းတော့နည်းနည်းမသေးတတ်ဘူးပေါ့နော်ဒီသူရဲ့ gamer friend ကလည်းကျင်းတာလည်းပါတယ်ပေါ့နော်ဒီမှာဖက်နေရတော့ပါတယ် ice cream စားနေရလည်းပါတယ်ပေါ့နော်အဲဒီမှာလှတော့လှတယ်ပေါ့နော်ဒါပေမဲ့သူက camera သူရဲ့မူရင်းပုံက camera angle ကဒီမှာကျင်းနေရဖြစ်တော့ဘေးမှာမထက်ပေးနိုင်တော့ဘူးပေါ့နော် okay ဒီကကျွန်တော်အရာဝတ္ထုတွေကိုဖြောက်ခိုင်းကြည့်မယ်ပေါ့နော်ကျွန်တော်မနေ့ကဖြောက်ထားတဲ့ပုံတော်ပုံအောင်ရှိတယ်ပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်အလင်းရောင်တို့ကိုကျွန်တော်ဖြောက်ခိုင်းမယ်ပေါ့နော်သူရဲ့မူရင်းပုံက အဲ့သူရဲ့မင်းဘောကကျွန်မင်းအွန်လိုင်းပုံကိုင်းထားတာပေါ့နော်ဒီကောင်ဖြောက်ကြည့်မယ်ဒါအရင်နေ့ကကျွန်တော်ဖြောက်ထားတာပေါ့နော်ဒီကထပ်ဖြောက်ကြည့်မယ်โอเคအဲ့တော့ဖြောက်မယ်ဆိုရင်တော့ကျွန်တော် remove သူရဲ့လက်ထက်မှာမင်းအွန်လိုင်းပုံကြီးကိုကျွန်တော် cross ပြထားတာရှိတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော် remove လုပ်ခိုင်းမယ်ပေါ့နော် remove poster ပေါ့နော်ဒါ poster လို့တော့မယ် from the hem ပေါ့နော်လက်ကနေပြီးတော့လက်ထက်ကနေမှာ poster ကိုဖြုတ်ခိုင်းမယ်ပြီးတော့ပြီးဆိုရင်တော့ replace ဆိုအဲပြီးတော့ကျွန်တော် guide ကို guide ကိုဟာ constancy ဖြစ်အောင်လို့ကျွန်တော် maintain ဆိုပြီးတော့ maintain guide consistency ပေါ့နော်အကုန်လုံးမှာ guide consistency ကို maintain လုပ်ပေးပါပေါ့နော် okay အဲ့တော့ပြီးသားပြီဆိုရင်တော့ကျွန်တော်ရာပြီပေါ့နော်ဒါကျွန်တော် main clip ပဲရေးထားဖြစ်ပါတယ်အဲ့တော့ဒါနောက်ဆုံးအနေနဲ့မိတ်ဆွေဆက်ပြပေးတာပေါ့နော်အဲ့တော့ဒီမှာပြီးသားပြီဆိုတော့ submit ကိုနှိပ်လိုက်ပါမယ် ီတော့မှဆိုရင်မိတ်ဆွေဒီမှာမင်းအောင်လိုက်ပုံကြီးကိုထည့်တာပါဗော်ရီတန်မှာကျော်တောင်းဆဲဆူဂျီပိုစတာကိုပြောင်းခိုင်းလိုက်ပဲပြီးတော့ background ကိုလည်းကျော်ဆွေရကွန်ပကူရာနဲ့ကျော်ချိန်ခိုင်းထားတယ်ပေါ့နော်အဲ့တော့ blue ထက်လာမလဲကျော်တစ်ချက်ဆောင်ကြည့်မယ်ဒီ image ဆိုပြီးတော့ကျော် blue ထက်လာမလဲစိတ်ဝင်စားနေပြီပေါ့နော်ဟမ်အဒီမှာကျုပ်ဒီမှာပုံပုံကတော့ဒေါဆက်စုကြည်ပုံထွက်မလာဘူးအဲ့တော့ဆူဒကွန်မကူတာဒီမှာ light thread ရစာဒီမှာထည့်လာတယ်အဲ့တော့စာရီကကြာဒီမှာလုံးဝကိုမပြောင်းတာပေါ့နော် ော့အမေစုပုံတော့မဟုတ်အမေစုပုံနဲ့ကျွန်တော်လိုချင်တာမဟုတ်ဘူးတိုင်တက်ပုံလေးပဲလိုချင်တာပေါ့နော်ပိုစတာဖျောက်ပြီးတော့လိုချင်တာဒီမှာဆိုဒီမှာကြည့် we don't want အာဒီကေတာရှစ်အအစင်နာစဲလုံးမစီဒီစာရလုံးဝကိုပြောင်းမသွားဘူးပေါ့နော်လုံးဝပြောင်းမသွားဘူးမင်းဆိုသူချာကြည့်အဲ့တော့နောက်က background ပြောင်းလိုက်တဲ့ခါမှာဆိုမင်းဆိုဒီအောင် photoshop နဲ့မင်းဆို generative fade တွေအာ object remove subject remove တွေတုံးမယ်ဆိုရင်တော့ဒီဒါမျိုး reset ထွက်လာဖို့မလွယ်ဘူးပေါ့နော်လုံးဝကြီးကိုကျွတ်ချင်ပေါ့နော်လုံးဝကြီးကိုကျွတ်ချင်ပါကျွတ်ချင်ပါမင်းဆိုကြည့်ကင်ဝါရဲ့ ီမှာ mass tier စာလုံးဝပြောင်းဒီ light track ကိုလည်းပါထည့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့အာဒီနောက်ခံကိုလည်းကျွန်တော် background ဒီမှာဖျားအနေနဲ့ထည့်ပေးတာပေါ့နော်ဆွေရကုံနဲ့နှိစက်တယ်ပေါ့နော်ဒါတက်တက်ခိုင်ဒေါက်တာတက်တက်ခိုင်ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အမေစုတော့မဟုတ်တော့ပါဘူးအမေစုကိုကျွန်တော်ဓာတ်ပုံလေးခိုင်းထားပဲလိုချင်တာပါဒါမျိုးအလိုမရှိတွေရေးချင်တာမဟုတ်ပါဘူးအဲ့တော့ဒီမှာမေဆိုဒါဆိုရင်ကိုကက်ချက်မနိုင်နဲ့မေဆိုဒါမျိုးပုံတွေလုံးဝစိတ်ကြိုက်ဆန်းလို့ရပါပြီဒါကြော free account နဲ့သုံးနေတာပေါ့နော်မေဆိုပတ်ဆက်ကိုပေးစရာမလိုဘူး အဲမေဆိုစနာလိုဘနာနာ AI ကိုမေဆို browser ဒီမှာရိုက်စာနေမေဆိုအချိန်နာကုန်းသွားလိုက်မယ်ဘယ်ဟာအစဘယ်ဟာဒီမှမသိဘူးပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုတစ်ပုတ်ရိုက်သေးတယ်ပေါ့နော်အဲ့တော့ဒါမှဒီနီလိုင်းကိုကျွန်တော်တီးပြီးတော့ဖြစ်တာမေဆိုတက်မပြီးတော့ဘူးပေါ့နော်ဒီနာနိုဘနာနာ AI မျိုးသုံးပြီးတော့ကျွန်တော် Gmail တစ်ကောင်ပြီးတစ်ကောင်ပြောင်းပြီးတော့ပုံထုတ်ခိုင်းပုံထုတ်ခိုင်းတဲ့ပုံစံမျိုးပေါ့နော်ဒါမှမပြတော့ Google Gemini စီမယ်ဆိုရင်ဒါတွေမလိုအပ်တော့ဘူးပေါ့နော်โอเคအဲ့တော့ဒီနေ့ပြီးတော့ဒီလောက်ပါပဲအမေဆိုတဲ့ Juicy ရဆိုရင်ကျွန်တော် view လေးကို likely အသေးလေးတွေပြခဲ့ပါအောင် comment လေးမှာလည်းအဲအကျိုးစီရဆိုရင် yes လို့ပြခဲ့ပါအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ပြီးတော့ကျွန်တော်တင်ဆက်မြတ်ဗီဒီယိုမိတ်ဆွေလေ့လာလို့ရပါတယ်ကျွန်တော်ရဲ့ account ထဲမှာဆိုရင်ကျွန်တော် AI နဲ့ပတ်သက်တာတွေအဲ online ငွေစာနည်းတွေပေါ့နော်ကျွန်တော်အဆုံးထိမိထားတယ်ပေါ့နော် okay အားလုံးကျေးဇူးတူတပါခင်ဗျာ